င်္ဂလာပါရှင်။တောင်လင်းထမ်းရဲ့နိုဝင်ဘာလ23ရက်နေ့အတွက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထမ်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ရပါရှင်။ဒီကနေ့နေ့လည်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တထုံမှာစစ်မှုထမ်းတန်တန်းပို့မဲ့လူငယ်၄ဦးထွက်ပြေးလွတ်မြောက်လာတဲ့သတင်းနဲ့ လောင်းလုံးတိုက်ပွဲတွင်အမျိုးသမီးနှုတ်ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်တွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့မြန်မာကြားဖြန်းမျိုးပိုင်ရှင်ရှဲကြည်ကျန်းကိုထိုင်းကတရုတ်ထံလွှဲပြောင်းပေးလိုက်တဲ့တဲ့ရင်တွေပြင်နယ်စပ်တိုက်ပွဲအတွင်းထိုင်းလက်ချက်ကြောင့်လူတအုပ်တေဆုံးကြောင်းကမ္ဘောဒီးယားပြောလိုက်တဲ့တဲ့ရင်အာနာသိန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူရဲ့အချက်အလက်တဲ့ရင်တွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ မိုးပြင်းနဲ့တထုံမြို့နန်းခဲရက်ကကမောစားပန်နှင့်ရှိမှာပြည်သူ့စစ်မှုထမ်းတနန်းပို့မဲ့လူငယ်၄ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ဒေသခံတွေအပအဝင်စစ်ကောင်ရှင်နဲ့နှိဆက်သူတွေထံကနေသိရပါဗျ။မနေ့နိုဝင်ဘာလ12ရက်နေ့ညနေ3နာရီလောက်မှာတထုံမြို့အခြေဆိုင်အမှတ်၉စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းထံပို့ဆောင်မဲ့လူငယ်တွေဟာလမ်းကျဉ်မီလှုပ်ရှုပ်နေတဲ့ကမောစားပန်နှင့်ရှိအရောက်မှာကားပေါ်ကခုန်ချထွက်ပြေးသွားတာပါ။ မျက်မြင်တွေ့ရှိသူတွေရဲ့ပြပြကြအရအဲ့ဒီလူငယ်၄ဦးဟာကြောင်လွတ်အချိန်အနည်းကားလမ်းမှာပိတ်မိနေတဲ့အချိန်ကားပေါ်ကနေထွက်ပြေးသွားတဲ့အတွက်ရရုပ်တသက်ဖြစ်သွားတယ်လို့ဆိုပါတယ်ကားပေါ်ကခုံချထွက်ပြေးသွားတဲ့စစ်မှုထမ်းတပ်သားတွေကိုစစ်ကောင်ရှင်တပ်ကလိုက်လံဖမ်းဆီးခဲ့ပေမဲ့လူရှုံးနေတဲ့အချိန်ဖြစ်တာကြောင့်ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။ ထွက်ပြေးသွားတဲ့စစ်သားစုဆောင်ခံရသူတွေကိုစစ်ကောင်ပြင်တက်လိုက်လံဖမ်းဆီးစဉ်စစ်ကားတွေဟာလမ်းအလယ်မှာရပ်ထားတာကြောင့်ခရီးသွားကားတွေနဲ့ကျောင်းကျိုကားတွေပိတ်မိနေကရင်ကျောပိတ်ဆို့မှုတွေဟာနိုင်ရွက်ကျော်ဖြစ်ပွားခဲ့ပါတယ်ရှင်။စစ်ကောင်ပြင်းနဲ့နီးစပ်သူတွေရဲ့ပြပြချက်အရအဲ့ဒီလူငယ်တွေဟာမော်လမြိုင်စူဆောင်းရေးတပ်ကနေအမှတ်ကိုလေးကျင့်ရေးတပ်ထံကိုပို့ဆောင်မဲ့စစ်မှုထမ်းစူဆောင်းခံထားရသူတွေ ဖြစ်တယ်လို့လည်းသိရပါဗျ။ မွန်ပြည်နယ်မှာစစ်မှုထမ်းတပ်သားစုဆောင်းခံရသူတွေကိုတတော်မျိုးအခြေဆိုင်အမှတ်ကိုစစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတက်နေတန်မြူစီရဲ့အခြေဆိုင်အမှတ်လေးတက်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတက်ဒီမှာသင်တန်းပို့ချနေတာပဲဖြစ်ပါတယ်ရှင်နဖတ်တိုက်ပွဲပြင်းထန်နေတဲ့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ညင်းမော်ကျေးရွာအနီးတိုက်ပွဲမှာလက်နက်ကြီးကြရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတအူးထိမှန်တန်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ညင်းမော်ကျေးရွာအနီးမှာမနေ့နိုဝင်ဘာလ12ရက်နေ့မနက်ပိုင်းကစလို့စစ်ကောင်ပြင်းတက်စစ်ကြောင်းနဲ့ဒေါ်လန်ရေးမဟာမိတ်ပူးပေါင်းတက်တို့ကြားနှစ်ဖက်တိုက်ပွဲတွေအချိန်6နိုင်နီးပါးကြာဖြစ်ပွားခဲ့ပါတယ်။အဒီတိုက်ပွဲတွင်စစ်ကောင်ပြင်းတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးတစ်လုံးဟာစက်ပြဲကြီးရွာထဲကိုကြောက်ရောက်ပေါက်ကွဲခဲ့တဲ့အတွက်အသက်30အရွယ်ရွာခန့်အမျိုးသမီး2ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နှလုံးပျက်စီးခဲ့ပါတယ်။ နဘတ်တိုက်ပွဲကြောင့်မြင်းမော်ကြီးရွာကဒေသခံ1500နီးပါးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသလိုမတိမ်းရှောင်ခင်းတဲ့လမ်းသွောလမ်းလာတွေနဲ့ဒေသခံပြည်သူတချို့ကိုတော့စစ်ကောင်ရှင်တပ်ဖမ်းဆီးထားတယ်လို့ဒေသခံတွေကပြောကြပါရရှင်တော်လန်ရေးတပ်ဖွဲ့တွေကတော့စစ်ကောင်ပြင်တက်စစ်ကြောင်းဆက်ထိုးနေတဲ့အတွက်နှစ်ဘက်တိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့ကြိုတင်ရှောင်ရှားကြဖို့အတွက်တတိပေးထားပါတယ်။ ်စစ်ကောင်ရှင်တပ်ဟာရွေးကောက်ပွဲမတိုင်မီလောင်လုံးမြို့နယ်မှာနေမြေရှင်းလင်းရေးခေါင်းစဉ်နဲ့စစ်ကြောင်းထိုးနေပြီးဒေသခံတွေကိုလည်းလူဦးရေစရင်ကောက်ယူပြီးတော့မဲပေးကြဖို့အတွက်ဖိအားပေးတာတွေရှိနေပါတယ်ရှင်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ အရှေ့တောင်အာရှမှာတရားမဝင်လောင်းကစားအင်ပါယာတစ်ခုတည်ဆောက်ထားတယ်လို့ဆွဆွဲခံထားတဲ့တရုတ်နိုင်ငံသားရှက်ဂျီချန်းကိုမိခင်နိုင်ငံစီလွှဲပြောင်းလိုက်ပြီးဖြစ်တာကြောင့်သူ့ပေါ်ချမှတ်ထားတဲ့အဲ့ဒီအမိန့်ချပါရေးနှင်းများစွာကြာကျိုးပန်းမှုအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။တရုတ်ကနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုစီတောင်းဆိုထားမှုအရထိုင်းရဲတပ်ဖွဲ့ကသူ့ကိုဖမ်းဆီးပြီးရနောက်2022ခုနှစ်တည်းကထိုင်းမှာထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။ရှဲချီကျန်းဟာတရားမဝင်အွန်လိုင်းလောင်းကစားဂိုင်းတွေဖွင့်ထားတယ်လို့တရုတ်ကဆွဆွဲထားပြီးတော့ သူ့ကိုလွှဲပြောင်းပို့ဆောင်ရေးအမိန့်ကိုထိုင်းတရားရုံးကအခုသတင်းပတ်အတွင်းထပ်ပြီးအတည်ပြုခဲ့ပါသည်။နိုဝင်ဘာ12ရက်ကလုံခြုံရေးတပ်ဖွဲ့ဝင်၂ယောက်ခြံရံပြီးတော့ရှက်ကြည်ချန်းဘန်ကောက်လေဆိပ်ကိုရောက်ရှိလာခဲ့တာပါ။ထိုင်းနယ်တော်ရဲ့အကြီးအကဲတဦးရဲ့ပထမဆုံးနိုင်ငံတော်ခီးစဉ်ဖြစ်ပေကျင်းကိုထိုင်းပြည်နယ်တွားရောက်ခဲ့ပြီးနောက်မှာသူ့ကိုလွှဲပြောင်းပို့ဆောင်မှုထွက်ပေါ်လာတာဖြစ်ပါသည်။ တရုတ်နိုင်ငံသားထောင်ပေါင်းများစွာကိုပိတ်လောင်ထားပြီးဗီဂျင်းကနှိမ်နှင်းခဲ့တဲ့အရှိတောင်အရှမှရှိတဲ့ကြီးမားတဲ့စိုက်ဘာလူလိန်ဂိုင်းတွေစုရက်နဲ့ဆက်နွယ်နေတဲ့နာမည်ကြီးတွေထဲမှာရှေ့ကြည်ချန်လဲတယောက်ပါဝင်ဖြစ်ပါတယ်။သူ့ရဲ့နာမည်စိုးစုံနဲ့ကြော်ကြတဲ့စီမံကိန်းတွေထဲကတစ်ခုကတော့ထိုင်းနယ်စံဒီမြန်မာနိုင်ငံကရွှေကုတ်ကိုမျိုးဖြစ်ပါတယ်။ ကြော်ညာဗီဒီယိုတွေမှာတော့အဲ့ဒီမျိုးကိုတရုတ်ခီးသွားတွေအတွက်အပန်းဖြေမျိုးတစ်မျိုးလိုပုံဖော်ထားပေမဲ့အမှန်တကယ်မှာတော့ online လူလိန်ဂိုင်းတွေငွေကြေးခဝါချမှုတွေနဲ့လူကုန်ကူးလုပ်ငန်းတွေရဲ့ဆူရဖြစ်ပါတယ်လူလိန်လုပ်ငန်းတွေမှာလူခွင့်ရေးချိုးဖောက်မှုတွေနဲ့ဆက်ဆက်နေတဲ့ရှက်ကြီးကျန်းနဲ့သူ့ရဲ့ရထိုက်ကုမ္ပဏီကို American နဲ့ Britain တို့ကဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ထားပါတယ်ရှက်ကြီးကျန်းကသူ့ကုမ္ပဏီအနေနဲ့ကြားဖြတ်လုပ်ငန်းတွေကိုလုံးဝလက်ခံမှာမဟုတ်ဘူးလို့အခုနှစ်စစပိုင်းကထောင်ထဲကနေပြောကြားခဲ့တာပါ ဒါပေမဲ့ရွှေကုတ်ကိုကိုဘယ်သူမှဆိုဝင်ထွက်သွားလာနိုင်အောင်လမ်းဖွင့်ပေးလိုက်ပြီးနောက်ပိုင်းကြားဖြတ်လုပ်ငန်းတွေဝင်လာနိုင်တယ်ဆိုတာကိုတော့သူကဝန်ခံထားပါတယ်1982ခုနှစ်မှာတရုတ်နိုင်ငံဟူနန်ပြည်နယ်မှာရှိတဲ့ဆင်းရဲတဲ့ကျေးရွာတစ်ခုမှာမွေးဖွားခဲ့တဲ့ရှက်ကြည်ချန်းဟာအသက်16နှစ်အရွယ်မှာကျောင်းကထွက်ခဲ့ပြီးကွန်ပျူတာကုတ်ရေးသားနည်းပညာသင်ယူခဲ့ပါတယ်သူဟာအသက်20ကျော်လောက်မှာဖိလစ်ပိုင်ကိုပြောင်းရွှေ့သွားခဲ့ပြီးတော့တရုတ်နိုင်ငံမှာတရားမဝင်ဘူးလို့သတ်မှတ်ထားတဲ့ online လောင်းစားလောကတွေဝင်ရောက်လာခဲ့ပါတယ် တရားမဝင်ထီလုံငန်းလုပ်ကိုင်နေဆိုပြီးတော့2014ခုနှစ်အတွင်းတရုတ်တရားဝန်တရုံကသူ့ကိုပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်ခဲ့ပါသည်။ဒါပေမဲ့နှစ်များစွာကြာမှသူ့ရဲ့ online လောင်းစားလုပ်ငန်းကိုကမ္ဘောဒီးယားနဲ့ဒေသတွင်းတခြားနိုင်ငံတွေစီချဲ့ထွင်လာနိုင်ခဲ့တာပါ။သူဟာကမ္ဘောဒီးယားနိုင်ငံသားလက်မှတ်မြန်မာနိုင်ငံသားဖြစ်မှုလက်မှတ်တွေလည်းကန်ဆောင်ထားတယ်လို့ American ဘဏ္ဍာရေးဝန်ကြီးဌာနကပြောပါသည်။အရှိတောင်အရှတဝန်ကြားဖြတ်လုပ်ငန်းတွေမှာထိမ့်သိမ်းခံထားရသူထောင်ထဲချီရှိတယ်လို့ကုလသမဂ္ဂကခန့်မှန်းထားပြီးတော့အများစုဟာလူပုံမှုခံရသူတွေဖြစ်ပါသည်။ ငင်းချင်းရင်သဘောတူညီမှုအကောင့်အထည်ဖော်မှုကိုဘဏ်ကအစိုးရကဆိုင်းငံ့ထားလိုက်ပြီးနောက်ဖြစ်ပွားခဲ့တဲ့ရန်လိုတိုက်ခိုက်မှုတွေအတွင်လူတအူးသေးဆုံးကြောင်းဖဏွမ်းမဲ့အစိုးရရဲ့ပြောဆိုမှုနဲ့အတူနှစ်နိုင်ငံနယ်ဆက်တလျှောက်တိုက်ပွဲအစ်စ်တွေပေါ်ဆောင်နေတယ်လို့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကနိုဝင်ဘာလ12ရက်မှာအပြန်အလှန်ဆွဆွဲခဲ့ကြပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ထောက်ခံတဲ့ငင်းချင်းရေးသဘောတူညီမှုအသက်မဝင်ခင်အခုနှစ်ဇူလိုင်လကထိုင်းနဲ့ကမ္ဘောဒီးယားကြား၅ရက်ကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်လူ43ဦးသေဆုံးပြီး3သိန်းကျော်ဟာဆေးပေးရှောင်ခဲ့ရပါတယ်။ဒါပေမဲ့နေဆက်မှာမြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့်ထိုင်းစစ်သား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက်ထိုင်းနိုင်ငံစာကေအိုပြည်နယ်နဲ့ကမ္ဘောဒီးယားနိုင်ငံဘန်ဒရင်းမီယန်ချေပြည်နယ်ကြားသဘောတူညီမှုအကောင့်ထဲပုံမှုကိုထိုင်းကနိုဝင်ဘာလ10ရက်မှာဆိုင်းငံ့ထားခဲ့ပါတယ်။ ။နောက်နှစ်ရက်အကြာမှာနေဆက်တလျှောက်တနက်ပြစ်ခတ်မှုတွေရှိတယ်လို့နှစ်နိုင်ငံစလုံးရဲ့အရာရှိတွေကပြောပါတယ်။အရသာ၃ဦးတရားရရှိခဲ့ပြီးတဦးသေဆုံးတယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကပြောပါတယ်။ဒီလောက်ရကလူသားချင်းစာနာထောက်ထားရေးသဘောထားနဲ့နေဆက်ကိစ္စကိုငြိမ်းချမ်းစွာဖြေရှင်းရေးမကြသေးခင်ကသဘောတူညီမှုကိုဆန့်ကျင်ပြီးလှုံ့ဆော်တာဖြစ်တယ်လို့ဝန်ကြီးချုပ်ဟွန်မာနက်က Facebook ပေါ်မှာရေးသားခဲ့ပါတယ်။ ဒါပေမဲ့ကမ္ဘောဒီးယားတပ်ဖွဲ့တွေကထိုင်းနယ်မြေတဲကိုပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ထိုင်းတော်ဝင်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဝန်ထိုင်းဆူဗာရီကအပြစ်တင်ထားပါတယ်။ထိုင်းစစ်သားတွေကအကာအကွယ်ယူပြီးတုတ်ပြန်တဲ့အနေနဲ့တတိပေးပြစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့သူကပြောပါတယ်။နှစ်ဖက်ထိတွေ့ပြစ်ခတ်မှုဖြစ်ပွားခဲ့တာ7မိနစ်လောက်ကြာပြီးထိုင်းဘက်ကထိခိုက်သေးဆုံးမှုမရှိခဲ့ဘူးလို့သိရပါတယ်။ ခြေထောက်တစ်ဖက်သွေးထွက်နေသူတယောက်ကိုလူနာတရင်ပေါ်မှာဆေးကုသပိန်းနေပုံအပါအဝင် ကမ္ဘောဒီးယားကဒဏ်ရာရအယက်သားတွေရဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကိုပေါ်ပြထားပါတယ်။ကမ္ဘောဒီးယားရွာသားတွေရဲ့ပြောပြချက်အရထိုင်းဘက်ကပြစ်ခတ်မှုတွေအများအပြားပြုလုပ်ခဲ့ပြီးရွာသားတွေထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ပြင်တက်ကကမ္ဘောဒီးယားကိုသိမ်းပိုက်ချိန်မှာရွေးဆွဲခဲ့တဲ့နယ်စပ်ရှိကြောင်းထိုင်းနဲ့ကမ္ဘောဒီးယားကြားနယ်စပ်ပြဿနာဟာအရာစုနှစ်နဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်းတိုက်လေရင်တွင်ဒုံးကျည်တွေနဲ့မြေပြင်စစ်သားတွေအုံပြုပြီးနှစ်ဖက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်တရုတ်တန်တမန်နေနဲ့ဒေါ်နယ်ထရန့်တို့ဂျာဝင်ဆစ်ဆက်ပြီးနောက်ငင်းချင်းရေးသဘောတူညီမှုတရက်ဟာဇူလိုင်လ29ရက်မှာစတင်ခဲ့ပါတယ်။နေဆက်ရှိလက်နက်ကြီးတွေပြန်လည်ရုပ်သိမ်းရေးနဲ့အပြစ်ခတ်ရဆဲမှုစောင့်ကြည့်ရေးအကောင့်ထဲပေါ်ဖို့လှုံ့ဆော်နေချိန်မှာမြေမြုံမိုင်းပောက်ကွဲမှုကြောင့်ထိုင်းစစ်သားတွေဒဏ်ရာရရှိပြီးနောက်တိုက်ခိုက်မှုတွေထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1946ရက်တွင်ကြာဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအနာသိန်းမှုဖြစ်ခဲ့တဲ့1946ရက်အတွင်းအကြမ်းဖက်သက်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8458ဦးအထိရှိလာပြီးဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2955ဦးအထိရှိလာပြီးဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8318ဦးအထိရှိလာပြီးဖြစ်ပါတယ်။ မော်ဘီနယ်မှာတော့အနာသိမ့်မှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖို့ပြတာဖြစ်ပါတယ်ရှင်။တန်လင်းထိုင်းမြေနေ့လည်ခဲနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်းထားမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်